င်္ဂလာပါခင်ဗျာအခုချိန်အစပြီး2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ဗမောင်းမျိုးနယ်မှာတိုက်ပွဲများကြောင့်ဘေးလွယာကိုထွက်ပြေးတန်းရှောင်နေရတဲ့ဒေသခံပြည်သူများအား NUG ကူညီစေအုပ်စုနဲ့အဆက်နေပါဒေသခံ100ကျော်ကိုဖမ်းဆီးသွားတဲ့တရင်ကိုတင်ပြပေးပါမယ်။ဗမောင်းမျိုးနယ်အနီးတစ်ဝိုက်မှာနေစဉ်ရက်ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်အနီးဝန်းကျင်ခြေရွာများနဲ့မြို့ပေါ်မှာရှိတဲ့၄ရက်ကွာမှဒေသခံပြည်သူများဟာဘေးလွယာကိုထွက်ပြေးတန်းရှောင်နေရကြောင်းဗမောင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအတိအပြီးထုတ်ပြန်ထားပါတယ်။တိုက်ပွဲများကြောင့်ခြေရွာပေါင်း15ရွာကမ်းမှဒေသခံများဟာထွက်ပြေးတန်းရှောင်နေရပြီးတော့၎င်းတို့အထွတ် ွက်စာနယ်ရေးခါအဝိအထေဆောင်နှင့်ချင်းထောင်များအရေးပေါ်လိုအပ်နေတာကြောင့်ဒေသခံပြည်သူများအားကူညီထောက်ပံ့ရန်အတွက်လူဒဏ်မှုများပြုလုပ်နိုင်ရန် တိုက်တွန်းနှိုးဆော်ထားပါရီအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံအဖွဲ့အစည်းများကလည်းဗမောင်းမြို့နယ်အတွင်းမှာရှိတဲ့ကဒူးတိုင်းသားချေးရွာများမှာစစ်ဘေးရှောင်ပြည်သူတထောင်ကျော်ကိုစီးဝါနဲ့အခြားလူဝဲချက်များထောက်ပံ့ပေးနေတယ်လို့ဖော်ပြထားပါရီဒါအပြင်စစ်ကောင်စီနဲ့ရှမ်းပြည်တပ်မတော် SNE ပူးပေါင်းတပ်ဖွဲ့များကဗမောင်းမြို့နယ်အတွင်းမှာရှိတဲ့အလေရွာနဲ့စက်တော်ရွာမှာဒေသခံနေရာကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတော့ဖမ်းဆီးခံရသူများထဲမှာချေးရွာဖုံးကြီးကျောင်းများမှာ ပိမိနေတဲ့အသက်60ကျော်တက်ကြီးရွယ်ဦးများလည်းပါဝင်တယ်လို့သိရပါတယ်။ဗန်စီခံရသူများကိုမျက်နှာများကိုအဝတ်စည်းကမိုးကဖုံးထားတဲ့ကားများဖြင့်အနောက်ဘက်ခြမ်းကိုခေါ်ဆောင်သွားသလိုအနီးနားမှာရှိတဲ့တောတောင်များမှာပုန်းခူနေတဲ့ဒေသခံအမျိုးသားများကိုလည်းဖမ်းဆီးသွားခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တိုင်ငန်းစစ်စင်ရေးမှာမော်လိုက်အတွင်းစီအိုစုစကန်6ခုတင်ပိုက်ရရှိစစ်တုံးပန်းနဲ့လက်နက်ခဲရဲများဖမ်းဆီးရရှိ၄ဦးအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမော်လိုက်မြို့နယ်မှာအောက်ဂုတ်လပထမဘက်ကစတင်ခဲ့တဲ့တိုင်ငန်းစစ်စင်ရေးအတွင်းမော်လိုက်မြို့နယ်အတွင်းမှာရှိတဲ့ထောသာတောင်းအင်းညောင်ဝန်း နားပင်အော်စည်းခုံနောင်ပိန်းတို့မှစေအုပ်စုစခန်း6ခုကိုတော်လိုင်းတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ကြောင်းမော်လိုက် revolutions မှအော်တိုဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဩဂုတ်15ရက်နေ့မှာထော်သာရွာစခန်းကိုစတင်သိမ်းပိုက်ခဲ့ပြီးတော့ပြူစောတီခေါင်းဆောင်အေဘန်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်နဲ့မိသားစု190ကျော်ကိုဖမ်းဆီးရရှိခဲ့ကာအော်ဂိုလန်၁၈ရက်နေ့မှာတပ်မ၈၈မှစစ်သား၂ယောက်ကိုထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့အော်ဇီးကုံရွာမှာပြည်သူစစ်တယောက်ကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။တော်လိုင်းတပ်များကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပေမဲ့လေဤစစ်စင်ရေးကိုမွန်လိုက်ခိုင်တရင်၁တရင်၂တရင်၃တရင်၄ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖား ပြည်သူလုံခြုံရေးတပ်ဖွဲ့ပလဖာနဲ့ခရိုင်ကော်ကေးရီယုံတို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတော့အောင်မြင်မှုများရရှိခဲ့တာတော်လိုင်းတပ်ဖွဲ့ဘက်မှလည်းထိခိုက်မှုများရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်အုပ်စုများဟာကင်းတက်၊စွန့်နန်း၊တုံးပင်ရွာများမှာ ခံစစ်ပြင်ထားပြီးတော့အရက်သားများထွက်ပြေးတင်းရှောင်နေရတယ်လို့အတည်ပြုထားပါတယ်။ဒါအပြင်စစ်မှုထမ်းတပ်သားတအူပြူစောတိနှစ်ဦးစေအိမ်မှုတအူတို့ဟာလက်နက်၆လက်နဲ့အတူအလင်းဝင်ရောက်ခဲ့ပြီးတော့တိုင်ငယ်စစ်စင်ရေးအတွင်လက်နက်ချပြီးအလင်းဝင်သူများကိုဂုံပြူစုငွေများချီးမြှင့်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ချောင်းဦးလေချောင်းတိုက်ခိုက်မှုတရခန်နဲ့ဆက်ဆက်တရင်များပြီးပို့ကြဖို့မုံရွာပါလာဖတောင်းခန်တဲ့တရင်ကို တင်ပြပေးပါမယ်။သကိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးမြို့နယ် ဘုံတူကြီးရွာအနီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကျူးလွန်ခဲ့တဲ့တရားခဏ်နဲ့အလူတူအလူပါပူပေါင်းပါဝင်သူတရားခဏ်များနဲ့တက်ဆိုင်တဲ့တရင်အချက်လက်များပေးပို့ကြဖို့မုံရမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတောင်းခံထားပါတယ်။အော်တိုဘားလ6ရက်တရင်ကျွလာပြည်နေ့ညာရှင်နာရီကန်းကဘုံတူကြီးရွာအနီးပြည်သူတွေစီမီထုံးပွဲပြုလုပ်နေတဲ့နေရာကိုမုံရွာနာမခါမှတက်လာတဲ့ ပါရာမိုတာစက်တက်လီတီတစ်စီးဖြင့်120မမဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ပါသည်လူအုပ်ကြားတဲ့ဘုံဒီကြားရောက်ပောက်ခွဲခဲ့တာကြောင့်ထိခိုက်သေးဆုံးသူအများအပြားရှိခဲ့ပြီးတော့ကဲစေးကြီးလုံနေတဲ့အချိန်မှာလည်းနောက်ထပ်ပါရာမိုတာတစ်စီးဖြင့်120မမဘုံဒီနှလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်အဆိုပါလီကြောင်းတိုက်ခိုက်မှုကြောင့်ဒီကနေ့အထိပြည်သူ20ကျော်သေဆုံးခဲ့ကဆက်လက်သေဆုံးနေဆဲဖြစ်ပြီးတော့သေဆုံးတန်ရာရသူအများစုဟာအသက်70နှစ်အောက်ကလေးငယ်များဖြစ်ကြပြီးတော့ခန္ဓာကိုယ်တစားစီဖြစ်ကရုပ်အလောင်း dead body များအားစုကောက်ခဲ့ရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။လူမဆန်တဲ့လေကြောင်းတိုက်ခိုက်မှုကိုရဲရဲစက်စက်ကျူးလွန်ခဲ့တဲ့တရခန်ပိုင်လော်ပါရာမိုတာမောင်းသူနဲ့ဆက်ဆက်တရင်များအလို့တူအလို့ပါပူပေါင်းပါဝင်သူတရခန်များအားအပြစ်ပေးစီရင်နိုင်ဖို့ရာတက်ဆိုင်တဲ့တရင်ချက်လက်များကိုပေးပို့ပေးကြဖို့မုံရွာပလဖကဖိတ်ခေါ်ထားတာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ညောင်ဦးမြို့နယ်လုံချုံကြီးအတွက်မိဘပြည်သူခရီးသွားများလိုက်နာရန်စီကံထုတ်ပြန်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့မိဘပြည်သူများနဲ့ခရီးသွားပြည်သူများလိုက်နာရန်စီကံများကိုညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအောက်တိုဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လက်ရှိစီရေးလုံချုံကြီးအခြေအနေများအရညောင်ဦးကြောက်ပရောင်းလမ်းပိုင်းအားအသုံးပြုရာမှာ ည7:00နာရီမှမနက်9:00နာရီအတွင်းပြတ်တန်းသွားလာပါကမှန်တကားချမောင်းပေးကြဖို့နဲ့ပုံမှန်ထက်ပိုပြီးတော့အချိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုကြဖို့တောင်းဆိုထားပါတယ်။ညအုံမျိုးနဲ့အတွင်းစိုးမိုးမှုရရှိနိုင်ရန် ကြိုးစားနေတဲ့ကာလဖြစ်တာကြောင့်ပြည်သူများစိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့အရင်များကိုတားဆီးကအခွန်ကောက်ခံခြင်းအလူခံခြင်းများအားလုံးဝလုံးဝပြုလုပ်မှာမဟုတ်ဘူးလို့ဆိုပါတယ်မိဘပြည်သူများအနေဖြင့်ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားတဲ့စည်းကမ်းချက်များကိုအထူးဂရုပြုလိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်းလေးစားစွာတောင်းဆိုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှဲနဲ့ပရေဖူတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ Thank you.